ားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာမြဝတီမှာရှိတဲ့ကြားဖြန့် online ငွေလင်ကမ်းရှင်လင်းချက်စားတဲ့အကြောင်းကိုပြောပြလာတဲ့ကိုအောင်မိုးကျော်ရဲ့ဗီဒီယိုကိုပြန်လည်မျက်ဝေပေးလိုက်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မြဝကုန်သတင်းဌာနအောင်မိုးကျော်ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်တဲ့ပြည်သက်တွေနဲ့လည်းတွေ့ရတာတော့ကြာပြီပေါ့နော်ကျွန်တော်ဘာကြောက်လဲဆိုတော့ခြေလက်ဒေတာကိုရောက်နေတာပေါ့နော်ခြေလက်ဒေတာရောက်နေတာဖြစ်တဲ့အတွက်အထူးပြောစရာမလိုတော့အောင်အင်တာနက်လိုင်းအဆင်မပြေတာတွေနော်လက်စစ်မီအဆင်မပြေတာတွေဒါမျိုးတွေရှိတယ်ပေါ့ ဒါမဲ့မဖြစ်မနေဘောเนาะကျွန်တော်တို့ကြားလာတဲ့တဲ့ရင်လေးညာအခုတင်ပြစရာရှိတဲ့ကိစ္စဖြစ်လို့ဘောเนาะကျွန်တော်ဗီဒီယိုရိုက်ပါတယ်ဗီဒီယိုရိုက်တာဘာအကြောင်းရလဲဆိုတော့ကျွန်တော်ကြားဖြတ်နေတဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ဒီ online ရေလင်ကိုင်းနဲ့ပတ်သက်ပြီးတော့မြောက်ဒီဒေတာမှာနိုင်ငံတော်ကနေပြီးတော့ရှင်းလင်းရေးတွေလုပ်ပါတယ်ဒီလိုရှင်းလင်းရေးလုပ်တဲ့အချိန်မှာဆိုတော့ normal 16ရက်နေ့မနက်ပိုင်းမှာတော့မြောက်ဒီမြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကူ ရှိကုတ်ကိုဝင်ရောက်ပြီးစီးနေခဲ့တာဖြစ်ပါတယ်။တယောက်ဒီလိုဝင်ရောက်စီးနေတဲ့နေရာမှာအဲနိုင်ငံသားပေါ့နော်။တရားမဝင်ရောက်လာနိုင်ငံသား online ငွေလိမ်တဲ့အဖွဲ့တွေအများပြားဖမ်းဆီးရမိတယ်။အဲ့ဒီမှာကြားဖြန့်လုတ်တဲ့ပေါ့နော် လက်ကင်ဖုန်းတပေါင်းကျော်နောက်ပြီးတော့ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေဒါဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီလိုဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီးတော့ အစိုးရကလည်းအစဉ်တစိုက်ထုတ်ပြန်လာကျွန်တော်တွေ့ရပါတယ်။အစာပိုင်းမှာသာလူဆိုလို့ရှိရင်ဒါထောင်နဲ့ချီနေပြီပေါ့နော်ပြန်လည်လွှဲပြောင်းပေးတာတွေလည်းရှိခဲ့တယ်ပေါ့။အဲ့တော့ဒီဖြစ်စဉ်တွေရဲ့နောက်ွယ်ပေါ့။နောက်ွယ်ဆိုတာဒီဖြစ်စဉ်ဘယ်ချိန်ကစတင်ခဲ့လဲ။ဒါတွေကဟိုကျွန်တော်တို့ထက်ခါထက်ခါလည်းပြောတယ်။ထက်ခါထက်ခါဘာလို့ပြောရလဲဆိုတော့ဒါတွေက2019လောက်တည်းကဒီမြေနေရာတွေမှာအစာဦးတွေစောက်တယ်ဒီလိုစတင်ခဲ့တာဖြစ်ပါတယ်။ဒီလိုစတင်ခဲ့တဲ့နေရာမှာကျွန်တော် အရင်ရက်ကကျွန်တော် online မှာပြန်တွေ့တဲ့ video file လေးပေါ့နော်ဒါသမရယုံသတင်းစာရှင်းလင်းပွဲမှာ NLD လက်ထက်ပေါ့နော်အဲ့ဒီမှာဥစော်ထီကရှင်းလင်းထားတာတွေ့ရပါတယ်ရှေကုတ်ကူနဲ့ပတ်သက်ပြီးပေါ့နော်အဲ့ဒီမှာဒီစုံခုံတွေဖွဲ့ပေါ့နော်စုံခုံဖွဲ့တယ်ပြီးတော့ comedy တွေဖွဲ့တယ်ခေါ်ပြီးတော့အမှတော်ပြီးတော့စစ်ဆေးရတယ်လည်းရှိစတင်ခဲ့တဲ့မြဖြားခံရက NLD လက်ထက်ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့လက်ရှိမှာနိုင်ငံတော်ကတက်မတော်အနာခိတထိန်းသိမ်းထားတာဖြစ်တဲ့အတွက်လက်ရှိလူပဲလက်ညှိုးထိုးတယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးတွေလည်းကျွန်တော်တို့မြင်ရပါတယ်အဲ့တော့ဒီ ရှီကိုကိုပတ်ဝန်းကျင်မှာရှီကိုကိုပတ်ဝန်းကျင်ကေကေပတ်ပြီးတော့ကြောက်ခတ်တီဒီသားမှာဖြစ်တဲ့ငွေလင်းနဲ့ပတ်သက်ပြီးတော့ငွေလင်းခိုင်းနေနဲ့ပတ်သက်ပြီးတော့ပြောရမှာဆိုရင် KNU မတူလက်အောက်ကမူလအိအလင်းကုမ္ပဏီဆိုတော့လက်မှတ်ရေးထိုးရတယ်မှာလက်ရှိ KNU ဥက္ကဋ္ဌ software ထူဝင်ပရိုဂရမ်ထူဝင်ဘယ်လိုခေါ်ခေါ်သူပါဝင်တယ်ဆိုတော့ဒါ KNU နဲ့ဆက်ဆက်တယ်ဆိုတော့ကျွန်တော်မြင်ရတယ်နောက်ပြီးတော့အဲ့ဒီဒေတာမှာရှိနေတဲ့ EAO တွေအဲ့ EAO တွေလည်းပါဝင်တယ်နိုင်ငံတော်ထုတ်ပြန်ချက်တွေမှာကိုဒီအကြောင်းတွေဒီလိုတရားဝင်ထုတ်ပြောထားတာဖြစ်ပါတယ်ဆိုတော့သူတို့ကိုယ်တိုင်ပါဝင်ပြီးတဲ့ အချိန်မှာ2022ခုနှစ်မှာနိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်တယ်။အဲ့လိုဖြစ်တော့မတက်မတော်ကနိုင်ငံတော်အာဏာရဲကိုခိတထိန်းသိမ်းတယ်။အဲ့တော့ KB နဲ့မှာတနက်ချီစားပေါတာကျွန်တော်ထင်တယ်ဒီကိကောပတ်ဝန်းကျင်မှာလို့ထင်တယ်။အဲ့တော့အဲ့ဒီအချိန်မှာဒီကပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားတွေကအဲ့ဒီမှာသွားခိုးလုံတယ်။အဲ့တော့အကြောင်းပြချက်ကနိုင်ငံရေးနဲ့နွယ်ပြီးတော့တနက်တည်းစားဖောက်လာတယ်။တနက်ဖောက်လာတဲ့အချိန်မှာလူညိုကြီးတဖွဲ့ဝင်တွေကသူတို့စခန်းတွေကိုခိုင်ခိုင်မာမာရည်တည်နိုင်ရေးအတွက်စခန်းကိုကာကွယ်ဖို့ကြိုးစားတယ်။အဲ့တော့အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ တပြိုင်နက်ဗားရီကြီးထွားလာလဲဆိုတော့ online ဝေလိမ်မှုတွေကကြီးထွားလာခဲ့တယ်အဲ့တော့လူညိုကြီးတက်ဖို့ဝင်တဲ့အနေနဲ့နည်းမြေစုံမှုမှုတရားစီရင်ရေးတရားဝေစုံမှုမှု မလုံနိုင်တဲ့အချိန်မှာဒီဓာတွေကပုံလို့ကြီးမြင့်လာတာဖြစ်ပါတယ်ဒါကိုနော်အခွင့်ကောင်းယူတာပေါ့တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တဲ့နေရာတွေအကုန်လုံးကြီးမယ်ဆိုလို့ရှိရင်အဲ့ဒီနေရာတွေနဲ့နော်တခြားစီဖြစ်နေတာပြောချင်တာရွှေကုတ်ကူလိုနေရာမျိုးဒါမှမဟုတ်လို့ရှိရင် KK ပတ်လိုနေရာမျိုးအဲကြောက်ခတ်လိုနေရာမျိုးမှာ လုံးဝကြီးပေါက်တာမရှိဘူး ။ဒါအဲ့လိုနေရာတွေမှာအဆင်ပြေနေပြီးတော့ဒီလက်နက်ကင်တောင်းရန်သူတွေကလုံချွေးတို့ဖုံဝင်တွေကိုစခန်းတွေသွားတိုက်တယ်ပြီးလို့ရှိရင်နေမြချက်ထွင်မှုတွေလုပ်ပြီးအဲ့နေရာကြီးကိုတုံ့ပြန်မှုပေးထားသလိုဒါကျွန်တော်တို့မြင်ရတယ်ပေါ့နော်။နောက်တစ်ချက်ကတည်းကဗာမြင်လဲဆိုတော့ကျွန်တော်ကအိန္ဒိယထိုင်းနိုင်ငံလက်ရှိပြည်တွင်းကိုတရားမဝင်နေတဲ့ဝင်ရောက်လာတဲ့ online ငွေလိမ်တဲ့အဖွဲ့တွေနိုင်ငံခြားသားတွေအများစု99.5ရာခိုင်နှုန်းကထိုင်းနိုင်ငံကနေဝင်လာတာဖြစ်ပါတယ်။ ရရန်လုံးပြီးလို့အောင်ပြောလို့ရတယ်ဗောနော်69.500ခိုင်နှုန်းကထိုင်းနိုင်ငံနေတစ်ဆင့်ဝင်လာတယ်ပတ်စပို့တွေဗီဇာထိုင်းလေးစိတ်မှာဆင်းတယ်နော်ပတ်စပို့တွေလည်းအဲ့ဒီလိုပဲဗီဇာတွေလည်းအဲ့ဒီလိုပဲအကုန်လုံးဒီဘက်ကောင်ကိုကြော်လာတယ်ကြိုပြီးတော့တရားမဝင်ဝင်မှုတွေလုပ်တယ်ထိုင်းနိုင်ငံကိုအမိပြုထားတယ်နောက်နံပါတ်1ချက်အင်တာနက်ထိုင်းနိုင်ငံကပြီးရယ်နံပါတ်2ချက်တရားစင်ပြီး ထိုင်းနိုင်ငံကလာတယ်။ဆိုတော့မြန်မာနိုင်ငံကအဲ့ဒီအချိန်လေးမနေတက်တဲ့အချိန်မှာထိုင်းနိုင်ငံနေတဆင့်စီးဆင်းလာတဲ့ဒီငွေလိမ်မှုတွေကနော်အစိုးရကတော့သူတို့ပြောချင်မှပြောလိမ့်မယ်။ဒါဆိုနှစ်နိုင်ငံချစ်ကြည်ရေးပိုင်းရှိတယ်။ဟောကျွန်တော်တို့ကတော့ဒဲပြောရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံနေတဆင့်မှာစီးဆင်းလာတာငွေကြီးအကုန်လုံးထိုင်းနိုင်ငံငွေအများစုတုံးကြတယ်ပေါ့နော်။အဲ့တော့ဒီလိုအချိန်လေးမျိုးမှာ တို့ဒီထိုင်းရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်တို့မေ့ထားလို့တော့မရပါဘူးအဲ့တော့လက်ရှိအချိန်မှာเนาะမြောက်ဒီဒေတာပတ်ဝန်းကျင်ပေါ့နော်မြောက်ပတ်ဝန်းကျင်မှာဟိုလုံခြုံရေးတဖွဲ့ဝင်တွေနဲ့နေမြစုမှုပြန်များလာတဲ့အချိန်မှာဒါကိုဒါအာသွန်ခွန်ဆိုင်ရှင်းလင်းလာတာမြင်ရတယ်အစိုးရအနေနဲ့လည်းထုတ်ပြန်ထားတယ်ဒါကိုအမြင့်ပြအောင်ရှင်းလင်းမယ်လို့ပြောတယ်နောက်ပြီးအဲ့မှာအခုတရားမဝင်ဆောက်လုပ်ထားတဲ့အဆောက်အုံတွေကိုလည်းဒိုင်နမိုက်တွေနဲ့ဖောက်ဆွဲတာပျက်စီးတာတွေလုပ်တယ်ပေါ့နော်အဲ့တော့ဒါကြီးကျွန်တော်တို့မြင်ရတာဘာဖြစ်လဲဆိုတော့နံပါတ်1အချက်ကတော့အာ မြန်မာအပါအဝင်ကဘာသူကဘာသားတွေရဲ့ငွေကြေးတွေလိမ့်လည်မှုလုပ်တဲ့နေရာနံပါတ်2ချက်ကတော့ဒါကနိုင်ငံရေးအရာနော်နိုင်ငံရေးအရာဖိအားပေးဖို့ကောင်းတဲ့အကွက်တစ်ကွက်လို့မြင်တယ်မယိုးရှင်းပြောချင်တာတော့မယိုးရှင်းဘူးပေါ့နော်အဲ့ဒီအချိန်မှာအမေရိကန်ကနေပြီးတော့နော်ဒီငွေလိမ်မှုတွေကိုတိုက်ဖြတ်ဖို့ဆိုပြီးအဖွဲဖွဲနဲ့ထားဖွဲတယ်ထားဖွဲတဲ့အပြင်ကမှအမေရိကန်က FBI agent တွေကဘိုင်ကောက်ကိုလာပြီးတော့ Riot Time Police နဲ့ ပူပေါင်းပြီးလုပ်တယ်လို့ပြောဒါပေမဲ့အဲ့ mission နဲ့ပတ်သက်ပြီးတော့ထိုင်းသတင်းစာတွေမှာတော့တစုံတရာထုတ်ပြန်တာကျွန်တော်မမြင်ရဘူးနောက်တစ်ချက်ကကြတော့ဒီငွေလိုင်းငိုင်းတွေကိုတိုက်ဖြတ်ဖို့စစ်လွတ်တဲ့အဖွဲ့အဖွဲ့ရှိတယ်ဆိုပြီးတော့အမေရိကန်ဘက်ကထုတ်ပြန်တယ်အဲ့ဒီလိုထုတ်ပြန်တဲ့အဖွဲ့ပေါ့နော်အဲ့ဒီစစ်လွတ်ခံရတဲ့အဖွဲ့ကလည်း mission နှစ်ကြိမ်လုပ်ထားတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်တွင်းမှာတော့အဲ့ဒီနှစ်ကြိမ်လုပ်ထားတဲ့ mission နဲ့ပတ်သက်ပြီးတော့ဘာအချက်လက်မှမြည်ပြင်းမှာကျွန်တော်တို့မမြင်ရဘူးဆိုတော့အမေရိကန်အနေနဲ့ဟောနော်အမေရိကန်အနေနဲ့မယိုးရှင်းနေဘူးပေါ့နော်ဆိုတော့ငွေလိုင်းငိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပထမ ဖြစ်ခဲ့တာတက်ကွန်ညာနှစ်ခုလို့ခေါ်တဲ့ဒီလောက်ကင်ဘက်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ပေါ့ဒီမှာလဲကျွန်တော်တို့ရဲ့ချုပ်ချာအာဏာကိုချိန်ချောက်မှုတချို့ကျွန်တော်မြင်ခဲ့ရတယ်လက်ရှိချိန်မှာလဲမြန်မာနိုင်ငံရဲ့ထိုင်းနိုင်ငံနယ်စပ်ကရင်ပြည်နယ်မြောက်ဒီပေါ့နော်ဒီနယ်စပ်မှာဖြစ်နေတဲ့ပြဿနာတွေကလဲရိုးရှင်းရလားဆိုတာကျွန်တော်တို့ဒါစောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာရဲ့เนาะကျွန်တော်တို့အခုနိုင်ငံရေးရနိုင်ငံတကာရဲ့အာ ကစားကွင်းတစ်ခုအနေနဲ့မဖြစ်အောင်ဘလိုမျိုးတဖုံဝင်နေလဲတက်နိုင်ဆုံးတော့ဒီနေရာကိုထိမ့်ထိမ့်သိမ့်သိမ့်နဲ့ဒီငွေလင်ကိုင်းတွေအမြင့်ပြည့်ကြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်နော်ဒီလုပ်ငန်းတွေကိုအကာအကွယ်ပြုထားတာကတိုင်းနာလက်နက်ကိုင်းအချို့အမိကန်နော်အဖွဲ့အချို့နောက်ပြီးလို့ရှိရင်ဒါအရင်မြစ်မြဖြားခံတာကတော့ထိုင်းနိုင်ငံနေတစ်ဆင့်စီးဆင်းတယ်ထိုင်းနိုင်ငံကရတဲ့เนาะအရင်မြစ်တွေကိုတုံးတယ်ဥပမာခုနပြောသလိုလျှက်စင်ပြီးเนา ဓာအားပြီးလို့ရှိရင်ရိတ်ခါစသဖြင့်အကုန်ဒီမှာလာပြီးတော့နှီးတည်တယ်ထိုင်းကလည်းဒါနဲ့ပတ်သက်ပြီးတော့သူနိုင်ငံတကာမှာဆက်ဆက်တဲ့အချိန်မှာကြတော့ဟိုသူကလည်းမြန်မာနိုင်ငံထက်လက်ရှိချိန်မှာနိုင်ငံကြီးကောင်းမွန်နေတာဖြစ်တဲ့သူကသူကတော့ဖြစ်ရှင်းွင့်ရှင်းလင်းွင့်ရှိတယ်ကျွန်တော်တို့ကကြတော့တိတ်ပြီးတော့နားမထောင်တဲ့ပုံစံနဲ့ပြည်တွင်းမှာရှိနေတဲ့ပြည်တွင်းကပြီးသွားတဲ့နိုင်ငံကြီးသမားတွေကလည်းဒါကိုအခွင့်အရေးတရက်အနေနဲ့လက်ရှိဒါပြည်တွင်းမှာပေါ့နော်နိုင်ငံတော်အာဏာကိုတိုက်တွယ်ကျင့်သုံးနေတဲ့ဟိုဒီ အစိုးရထိပ်သီးတွေကိုဝေဖန်တာတတ်ဖြတ်တာတွေကဒါတွေကလက်လက်တစ်ဖွဲပြုလုပ်နေတာလည်းတွေ့ရတယ်ဗောနော်။ဒါလက်ရှိကြားဖြန့်ရည်နဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်။အဲ့တော့နောက်ရက်ဒီမှာလဲဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့ဗောနော်ရှင်းလင်းမှုတွေတော့ဖြစ်ဖို့တိုးတက်မှုတွေကိုစာတရင်မဲ့ဖြစ်ဖြစ်ရုပ်တရင်မဲ့ဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ YouTube channel TikTok channel Telegram channel တွေဒါမှမဟုတ်ရှင် website စာမျက်နှာတွေကနေဖော်ပြပါမှာဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုအပ်ပြီးတဲ့အတွက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ။ နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုပါရစေခင်ဗျာ။